မင်္ဂလာပါခင်ဗျရုံခစ်တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ပြင်းပြင်းနဲ့မြောက်ပြည်မြို့နယ်မှာရှိတဲ့တင်ငန်းညီနောင်ကအကြမ်းဖက်စစ်ကောင်စီရဲ့ခမရ399တပ်ရင်းကိုတော်လန်ရဲတပ်ပေါင်းစုတွေကနေသိမ်းပိုက်ပြီးတဲ့နောက်တင်ငန်းညီနောင် yes ကန်ကိုပါတပ်မှန်သိမ်းပိုက်လိုက်ပြီးလက်နက်ကြီးလက်နက်ငယ်အလက်တရာကျော်ကိုသိမ်းစီရရှိထားတယ်ဆိုပါတယ်ကချင်ပြည်နယ်ကမြကြီးနားလေစိတ်ကိုရှော့တိုက်ဒုံးနဲ့အပစ်ခံရပြီးတဲ့နောက်ဒီကနေ့မှပဲမြကြီးနားလေစိတ်ကိုပိတ်သိမ်းလိုက်ပြီး မြကြီးနာကနေထွက်ခွာမဲ့ပြည်တွင်းလေရင် ခရီးစဉ်တွေအားလုံးကိုဖျက်သိမ်းလိုက်ပြီးဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းသတင်းကတော့ကင်းပြည်နယ်မြောက်ရီမြို့နယ်မှာရှိတဲ့တင်ငန်းညီနောင်ကအကျန်းဖတ်စစ်ကောင်စီရဲ့ခမရပုံငန်းငါတရင်ကိုတော်လန်ရစ်တပေါင်းစုတွေကနေသိမ်းပိုက်ပြီးတဲ့နောက် တင်ငန်းညီနောင် yes scan ကိုပါတက်မှန်သိမ့်ပိုက်လိုက်ပြီးလက်နက်ကြီးလက်နက်ငယ်အလက်တရာကျော်ကိုသိမ်းစီရရှိထားတယ်လို့တော်လန်ရဲတရင်ရင်မြစ်ကရန်ကုန်ခေတ်စ်ကိုအတည်ပြုပြောထားပါတယ်လက်ရှိတရတလောက်ကတော့အကြပ်ဖက်စကောင်စီရဲ့ခမာရ399တရင်ကိုသိမ့်ပိုက်ရရှိထားတဲ့အပြင်တင်ငန်းညီနောင် yes scan ကိုပါထက်ရသွားပြီးလက်နက်ကြီးလက်နက်ငယ်ပေါင်းအလက်တရာကျော်သိမ်းစီရရှိထားတယ်ဆိုပါတယ်စစ်ကောင်စီတပ်သားတွေကတော့မြေပြင်မှာတည်တဲ့သူတွေဟာအတုံးယုံတွေနဲ့တော်တော်များတဲ့အပြင် တချို့လဲစကန်းကိုထားခဲ့ပြီးခြေဥတက်ရထွက်ပြေးနေကြတာတွေလည်းရှိတယ်လို့တော်လိုင်းရင်သတင်းရင်းမြစ်ကပြောထားပါတယ်စစ်တပ်သတင်းရင်းမြစ်တခုကရန်ကုန်ခေတ်တစ်ကိုပြောပြထားတဲ့အဆိုအရဆိုရင်လေစစ်ကောင်စီကတိုက်လေရင်နဲ့ဘုံကျဲချမှုအတွင်းမှာပဲစစ်တပ်ဘက်ကသူတို့လူတွေကိုပြန်ထိပြီးဤသေးကုန်ကြတဲ့စစ်သားတွေလည်းရှိနေတယ်လို့ပြောထားပါသေးတယ်တစ်ဖက်မှာလဲစစ်တပ် lobby telegram channel တွေမှာပါသင်ငန်းညီနောင်တိုက်ပွဲတွေ စစ်တပ်ရဲ့ခမရ395တရင်ကိုတော်လရင်တပ်တွေကသိမ်းပိုက်ရရှိသွားပြီလို့ဖော်ပြနေကြတဲ့အပြင်နောက်ထပ်ခမရ396အပဝင်တရင်တွေကလည်းစိုးရင်ရေမှတ်မှဖြစ်နေတယ်လို့အတည်ပြုဖော်ပြနေကြပါတယ်လက်ရှိမှာတော့တော်လရင်တပ်တွေကအကြမ်းဖက်စစ်ကောင်စီတပ်စခန်းတွေကိုဆက်လက်တိုးစစ်ဆင်တိုက်ခိုက်နေပြီးတိုက်ပွဲနဲ့အောင်ပွဲအသေးစိတ်အခြေအနေတွေကိုသက်ဆိုင်ရာကနေမကြမီထုတ်ပြန်မှာ ဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျဒီတခါကချင်းပြည်နယ်ဘက်မှာတော့ မြကြီးနားလေစိတ်ကို short တိုက်ဒုံးနဲ့အပြစ်ခံရပြီးတဲ့နောက်ဒီကနေ့မှာပဲမြကြီးနားလေစိတ်ကိုပိတ်သိမ်းလိုက်ပြီးမြကြီးနားကနေထွက်ခွာမဲ့ပြည်တွင်းလေရင်ခရီးစဉ်တွေအားလုံးကိုဖျက်သိမ်းလိုက်ပြီးလို့ခီးသွွားပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဒီကနေ့မတ်လ9ရက်နေ့ကစပြီးမြကြီးနားလေစိတ်မှာ7နာရီ30မှာထွက်မဲ့မြကြီးနားရန်ကုန်လေရင်ခရီးစဉ်တွေဖျက်သိမ်းပြီးတဲ့နောက်မှာပဲလေစိတ်ကိုပိတ်လိုက်ပြီးလို့ပြောတဲ့အတွက်ခီးသည်တွေအကုန်လုံးဟာပြန်လာခဲ့ရတယ်လို့ခီးသွွားပြည်သူတို့ကပြောထားပါတယ် မက်ချ်လာ9ရက်နေ့မနက်ပိုင်းကမြင်းကြီးနားလီဒါကိုရှော့တိုက်ဒုံးနဲ့အပစ်ခံရတဲ့အတွက်လီဒါထဲက MI70 ရဟယင်ဒဇီးနဲ့နောက်ထပ်လေယင်ဒဇီးထိမှန်ပျက်စီးသွားပြီးတဲ့နောက်မှာပဲမနေ့ကမက်ချ်လာ10ရက်နေ့မှာလည်းမြင်းကြီးနားလေစိတ်ကိုရှော့တိုက်ဒုံးနဲ့အပစ်ခတ်မှုတွေရှိတယ်လို့ဒေတာဂန်တွေကပြောပါတယ်။ဒါ့အပြင်ဗမော်လေစိတ်ကိုလည်းမက်ချ်လာ9ရက်နေ့ကပဲရှော့တိုက်ဒုံးနဲ့ပစ်ခတ်မှုတွေအတွင်းလေယင်ပြေးလန်းပျက်စီးသွားတဲ့အတွက်လေယင်ခီးစင်တွေကိုရက်အကန့်အသတ်မရှိပိတ်သိမ်းထားတယ်လို့ဒီကနေ့မှာတော့မြကြီးနားလေစိတ်ကိုပါပိတ်သိမ်းလိုက်ပြီလို့သိရပါတယ်။ လက်ရှိကချင်ပြည်နယ်မှာတိုက်ပွဲတွေပြင်းထန်နေပြီး KIA နဲ့ရခိုင်တတော် AA ပါဝင်မဟာမိတ်ပူးပေါင်းတပ်တွေကအကြံဖက်စကောင်စီရဲ့တပ်ရင်းတွေဗျူဟာဂုံးတွေတပ်စခန်းတွေကိုတောက်လျှောက်ထိုးစစ်ဆင်တိုက်ခိုက်နေသလိုစစ်တပ်စခန်း၃ခုကစစ်ကောင်စီတပ်သားတွေအကုန်လုံးဟာလဲအလံပြူထောင်လက်နက်ချတာတွေပါရှိနေတဲ့အပြင်လက်ရှိမှာစစ်ကောင်စီရဲ့တပ်စခန်းပေါင်း၁၀ခုထက်မနည်းကို KIA နဲ့မဟာမိတ်တပ်တွေကသိမ်းပိုက်ရရှိထားတယ်လို့လည်းသိရပါတယ်ခင်ဗျအခုတခါစကိုင်းတိုင်းဘက်မှာတော့ စကိုင်းမြို့နယ်မှာအကြံဖက်စကောင်စီရဲ့စမှုဒူဝင်ဂျီလမ်းကြောင်းအတွက်လုံခြုံရေးယူနေတဲ့ရဲတပ်ဖွဲ့ကိုတော်လန်ရေးတပ်ပေါင်းစုတွေကနေအနီးကတိုက်ခိုက်ရမှာရဲတက်ချက်ကြီးဂေတန်ရဲတက်ချက်ဇာနီထွန်းပါဝင်ရဲလေဦးသေးသွားပြန်တဲ့အပြင်လက်နက် KN တွေကိုပါသိမ်းဆီးရရှိထားတယ်လို့စကိုင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဒီကနေ့မတ်လ9ရက်နေ့မနက်ပိုင်းကပဲစကိုင်းမြို့နယ်မှာရှိတဲ့ရွာတက်ကြီးနယ်မြေရဲစခန်းကရဲလေဦးဟာ စကိုင်းမုံရွာရွှေဘိုလမ်းမိုက်မှာငွေတောင်းဖို့လုပ်နေတဲ့အချိန်စကိုင်းပကဖနဲ့တော်တွင်တွပီအဖွဲကနေအနီးကပ်ကိုဝင်ရောက်တိုက်ခတ်ခဲ့တယ်ဆိုပါတယ်အဲ့ဒီမှာရဲလေဦးလုံးဟာပြစ်ခတ်မှုတွေအတွင်းအသေးသေးသေကုန်ကြပြီသူတို့စီကနေတနက်လေးလက်ကိုပါတင်းစီရရှိခဲ့တယ်လို့စကိုင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲတာဝန်ရှိသူကပြောထားပါတယ်ဒီသတင်းနဲ့ပတ်သက်ပြီးစစ်တပ်ဘက်တော်သားတွေဘက်ကသတင်းထုတ်ပြန်မှုမှာလည်း စကိုင်းမြို့နယ်မှာစက်မှုဒုဝင်ကြီးလာမဲ့လမ်းကြောင်းအတွက်လုံခြုံရေးယူနေတဲ့ရဲသုံးဦးတိုက်ခိုက်ခံရပြီးတနတ်တွေပါပါသွားတယ်လို့ဖော်ပြနေကြပါလေ။အဲ့ဒီမှာသေကုံကြတဲ့ရဲတွေဟာရဲတက်ချက်ကြီးဂေတန်ရဲတက်ချက်ဇာနီထွန်းနဲ့ဒုရဲတက်ချက်ရန်နိုင်စိုးဆိုသူတို့ဖြစ်ပြီးတနတ်တွေပါပါသွားတယ်အပြင်ကားတစီပါဆုံးရှုံးသွားတယ်လို့လည်းသိရပါတယ်ခင်ဗျ။ဒီတခါဒင်းသားကြီးတိုင်းဘက်မှာတော့ပလောမျိုးနယ်မှာရှိတဲ့အကျန်းဖက်စစ်ကောင်စီရဲ့တပ်စခန်းနှစ်ခုနဲ့ခလာရ185တပ်ရင်းတွေကို တော်လန်ရစ်တပ်တွေကနေ drone နဲ့ဘုံသီးတွေဇက်တိုက်ကျဲချတိုက်ခိုက်မှုအတွင်းစေကောင်စီဘက်ကထိခိုက်မှုတွေရှိသွားတဲ့အပြင်လူနာတင်ကားတွေပါဝင်သွားကြတယ်လို့ပလောဒေတာကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံကရန်ကုန်ခေတ်တကိုပြောပါတယ်မတ်လ9ရက်နေ့နဲ့10ရက်နေ့တွေမှာအကြံဖက်စစ်တပ်ရဲ့တမိုင်တောင်စခန်းပလောကုန်းစခန်းနဲ့ခလာရ25တရင်တွေကိုတော်လန်ရစ်တပ်တွေကနေ drone နဲ့ဘုံသီးတွေဇက်တိုက်ကျဲချတိုက်ခိုက်ခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုတွေအတွင်းစေကောင်စီဘက်ကထိခိုက်မှုတွေပါရှိသွားတဲ့အပြင် နှစ်ရှင်ငါတရင်တဲ့ကိုလူနာတင်ကားတွေပါဝင်သွားတယ်လို့ဘလော့ဒေတာကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံကပြောထားပါတယ်လက်ရှိဘလော့ဒေတာမှာရှိတဲ့ပြည်သူတွေအနေနဲ့လည်းအကြံဖက်စကောင်စီနဲ့ပတ်သက်တဲ့နေရာတွေကိုဝေးဝေးကနေရှောင်ရှားသွားလာပေးကြဖို့ကိုပါဘလော့ဒေတာကာကွယ်ရေးတပ်ဖွဲ့ကအသိပေးထားပါတယ်ခင်ဗျအခုတခါစကိုင်းတိုင်းဘက်မှာတော့ဘူးတလင်မြို့နယ်က0.7ကိုအကြံဖက်စကောင်စီတပ်ကဒီကနေ့မနက်မှာပဲ၄ချိန်မြောက်မိရှုဖြက်စီးသွားရမှာ နေအိမ်အလုံး20နီးပါးမိလောင်ပြကျသွားတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဒီကနေ့မတ်လ9ရက်နေ့မနက်ပိုင်းကပဲဇီရိုဂျေးရွာကိုအကျန်းဖတ်စစ်တပ်ကတနတ်တွေပြစ်ခတ်ပြီးဝင်ရောက်လာတဲ့အချိန်ဂျေးရွာနေပြည်သူတွေကထွက်ပြေးတော့ရွာထဲကနေအိမ်တွေကိုအကြောင်းမဲ့မိရှုဖျက်ဆီးခဲ့တယ်ဆိုပါတယ်အဲ့ဒီမှာနေအိမ်အလုံး20နီးပါးဟာမိလောင်ပြကျသွားတယ်အပြင်အကျန်းဖတ်စစ်တပ်ကရွာထဲဝင်လာတဲ့အချိန်တနတ်တွေနဲ့ပြစ်ခတ်မှုကြောင့်အမျိုးသမီးငယ်တအူးလဲဒဏ်ရာရထားသေးတယ်လို့ဒေသခံပြည်သူတို့ကပြောပါတယ် အကျန်းဖက်စစ်ကောင်စီတက်ကအဲ့ဒီဇီတော်ကြေးရွာကိုမိရှုဖြက်စီမှုဟာဒါနဲ့ဆို၄ချိန်မြောက်ရှိပြီးအခုတစ်ခေါက်နေအိမ်အလုံး၂၀နီးပါးပါဝင်စုစုပေါင်းအင်ဂျီ၁၀၀ကျော်ဟာမိလောင်ပျက်စီးသွားခဲ့ရပြီလို့လည်းသိရပါတယ်ခင်ဗျဒီတစ်ခါပဲခိုးတိုင်းဘက်မှာလေဖြူမျိုးနယ်ကအောက်ခုံကြေးရွာကိုအကျန်းဖက်စစ်တက်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဘုံကျဲတိုက်ခိုက်မှုကြောင့်ပြည်သူနှုတ်ဦးတိတ်ဆုံးသွားပြီး၄ဦးပြင်းထန်ဒဏ်ရာရထားတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တက်ကိုပြောပါတယ်ဒီကနေ့မတ်လ၉ရက်နေ့မနက်ပိုင်းမှာပဲ အောက်ခုံကျေးရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအကြမ်းဖက်စစ်တပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်သွားတယ်ဆိုပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုကြောင့်အောက်ခုံကျေးရွာနေကိုဇော်လင်းနဲ့မတ်တင်မြင့်ဆိုသူအယသာပြည်သူနှစ်ဦးဟာဘုံကြီးထိမှန်ပြီးသေဆုံးသွားရတယ်လို့နောက်ထပ်ပြည်သူ၄ဦးလည်းပြင်းထန်ဒဏ်ရာရထားတယ်လို့ဒေသခံပြည်သူတို့ကပြောထားပါတယ်ခင်ဗျ။ဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ